ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့2025ခုနှစ်စက်တင်ဘာလနှောင်းပိုင်းမှာအာရှတိုက်ရဲ့အစိပ်ပိုင်းတော်တော်များများကိုတုံလှုပ်ခြောက်ခြားစေခဲ့တဲ့တဘာဝဘေးရန်လေကြီးတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ဒါကတော့တိုင်ဖုန်းမုန်တိုင်းဘူအားလိုင်းရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဖြတ်အားနဲ့အဲ့ဒီမုန်တိုင်းကြောင့်တရုတ်နိုင်ငံနဲ့ဗီယက်နမ်နိုင်ငံတို့မှာဖြစ်ပေါ်ခဲ့တဲ့ဆိုးရွားလှတဲ့နောက်ဆက်တွဲအခြေအနေတွေအပြင်အခုနောက်ဆုံးမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ပါစိုးရိမ်စရာဖြစ်လာတဲ့မုန်တိုင်းရဲ့နောက်ဆုံးခီးလမ်းကြောင်းသတင်းကိုပြည့်ပြည့်စုံစုံသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 2025ခုနှစ်စက်တင်ဘာလ29ရက်တရုတ်နိုင်ငံရဲ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ကွမ်ရှိပြည်နယ်ရဲ့မနက်ခင်းဟာတာမန်မနက်ခင်းတစ်ခုနဲ့လုံးဝကိုမတူခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့တိုင်ဖုန်းမတိုင်းဘူအားလိုက်ဟာကြောင်းမက်ဖွဲကောင်းလောက်တဲ့မိုးရေချင်းအလုံးအင်းနဲ့တူရုတ်တရက်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးကွမ်ရှိပြည်နယ်ကကြေးရွာဒါသင်ပေါင်းများစွာကိုရေအောက်မြုပ်စေခဲ့လို့ပါပဲ။တပြိုင်တည်းထဲမှာပဲအိန်းနီချင်းယူနန်ပြည်နယ်မှာတော့မိုးကြောင်ဖြစ်တဲ့မြေပြိုမှုတွေကအိမ်ပေါင်းများစွာကိုမြေကြီးထဲအရှင်လက်လက်မြုပ်နှံပစ်ခဲ့ပါတယ်။ ဒီလိုမျိုးတဘာဝဘေးရန်ရဲ့နှစ်ခုဟာတပြိုင်တည်းထဲနီးပါးဖြစ်ပွားခဲ့တာပါတရုတ်နိုင်ငံရဲ့ဒေတာတော်တော်များများဟာလွန်ခဲ့တဲ့ရက်ပိုင်းကမှဖြတ်တန်းသွားတဲ့စူပါတိုင်ဖုန်းရာဂါဆာရဲ့ဒဏ်ရာကနေပြန်လည်နလန်ထူဖို့ကြိုးစားနေစေမှာပဲဘူဝလိုင်းဆိုတဲ့မုန်တိုင်းအစ်တစ်ခုက ရုတ်တရက်ဝင်ရောက်လာပြီးအရှုပ်ထွေးတွေအပေါ်နောက်ထပ်အရှုပ်ထွေးတွေထပ်ဆင့်ပစ်ခဲ့တာပါကျိုးနေတဲ့ဆဲကနေရေရီဒလဟောကျလာသလိုတဲထန်တဲ့မိုးတွေရွာသွန်းခဲ့ပါတယ်ကောင်းဝင်ကြီးကိုဆွဲဖြဲတော့မလို့လေပြင်းတွေတိုက်ခတ်ပြီးတိုင်ဖုန်းမုန်တိုင်းဘူဝလိုင်းဟာ ဒေသခံတွေရဲ့ငြိမ်းချမ်းမှုကိုလုံးဝလူယူသွားခဲ့ပါတယ်။သူ့နောက်မှာတော့ရေလွှမ်းနေတဲ့ခြေရွာတွေပြိုကျနေတဲ့အိမ်တွေနဲ့ရှုံလုံတွေထဲမှာနစ်မြုပ်နေတဲ့မရင်မထွက်နိုင်တဲ့အသက်ပေါင်းများသောကိုဝမ်းနည်းစရာအဖြစ်ချန်ထားခဲ့ပါတယ်။ကွမ်ရှီယူနန်နဲ့ပွေကျိုးပြည်နယ်တွေဟာမိုးရသည်နဲ့ရင်းနှီးကျွမ်းဝင်ပြီးသားဒေသတွေဖြစ်ပေမဲ့ဒီတစ်ချိန်မှာတော့သူတို့တစ်ခါမှမကြုံဘူးတဲ့စမ်းသပ်မှုကြီးတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။စတိုင်မာလာ28ရက်ညနဲ့29ရက်မနက်အစောပိုင်းမှာဘူဝလိုင်းမုန်တိုင်းကြောင့်ရွာသွန်းတဲ့မိုးဟာအချို့နေရာတွေမှာတရက်ထဲနဲ့ ်မီလီမီတာ200အထိရှိခဲ့ပါတယ်။ဒီပမာဏဟာတကယ်ကိုပုံမှန်မဟုတ်တဲ့မိုးရေချိန်ပါပဲ။ယူနန်လိုတောင်ကုန်းတောင်တန်းထူထပ်တဲ့ဒေသမှာဒီလောက်များတဲ့မိုးရေချိန်ကမြေကြီးကိုချက်ချင်းပြေဝသွားသေးပြီးမြေပြုံမှုအန္တရာယ်ကိုအစိုးဆုံးအခြေအနေထိတွန်းပို့လိုက်တာပါ။တောင်ဆောင်တွေဘောကရွာငယ်လေးတွေဟာချက်ချင်းဆိုသလိုထူထဲတဲ့ရွှန့်ပင်လေကြီးအဖြစ်ပြောင်းလဲသွားခဲ့ပြီးအကူအညီတောင်းခံတဲ့တွေဟာမိုးရွာတန်းတွေနဲ့ရောနှော့ပျောက်ကွယ်နေခဲ့ပါတယ်။ကယ်ဆယ်ရေးသမားတွေဟာလည်းဘေးသင့်ဆုံးလေးစီကိုဝင်ရောက်ဖို့လမ်းရှာမတွေ့နိုင်အောင်အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ တချိန်တည်းမှာပဲအိန္ဒိချင်းကွန်ရှိပြည်နယ်မှာဖြစ်ပျက်ခဲ့တာကလည်းစိုးရွားလှပါတယ်။တောင်ပေါ်ကနေဒေါသထွက်နေတဲ့တားရဲတကောင်လိုရေလုံးကြီးတွေဟာအချိန်နဲ့စီးဆင်းလာခဲ့ပါတယ်။တချိန်ကငိမ့်ချမ်းခဲ့တဲ့မြကန်းဘေးကမြို့ငယ်လေးတွေဟာရုတ်တရက်ဆိုသလိုကျယ်ပြန့်လာတဲ့ရေပြင်ကျယ်ကြီးတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဖြောင်တန်းနေတဲ့ကွန်ကရစ်လမ်းမတွေဟာလည်းအချိန်ပြင်းနဲ့ရှုံ့ရည်စည်းကြောင်းတွေအဖြစ်ပြောင်းလဲသွားခဲ့ပြီးကားတွေဟာအယုတ်ကလေးတွေလိုရေထဲမျောပါသွားခဲ့ပါတယ်။ရေရဲ့အင်အားကဘလောက်တောင်ပြင်းစလဲဆိုရင် အိမ်ခေါင်မိုးတွေတက်တိုင်တွေဟာမြေကြီးတွေကနေဆွဲနှုတ်ခံရပြီးလမ်းမတွေပေါ်လွင့်စင်ကျဲပြန့်နေခဲ့ပါတယ်။ဒီမြင်ကွင်းတွေဟာတိုင်ဖုန်းပုံတိုင်းဘူအလွန်ရဲ့ဖြက်စီးအားပြင်းမှုကိုရှင်းရှင်းလင်းလင်းပြသနေတာပါပဲ။ဒီအိမ်မဆိုးကဒီမှာပဲမပြီးသေးပါဘူး။တဘာဝဘေးရန်ရရဲ့အခြေအနေကပိုဆိုးလာတဲ့အတွက်စက်တင်ဘာလ29ရက်မနက်6နာရီမှာတရုတ်မိုးလေဝသစောင့်ကြည့်ရေးဌာနကသတိပေးချက်နှစ်ခုကိုတပြိုင်တည်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါတွေကတော့1အဝါရောင်အစင်းတိုင်ဖုန်းပုံတိုင်းသတိပေးချက်2 အနီရောင်ဆင်းမိုးတဲထန်သွားရွာသွန်းမှုသတိပေးချက်ဆိုတာတွေပါပဲဒီသတိပေးချက်တွေဟာအခြေအနေဟာအလွန်အမင်းစိုးရိမ်ပွဲရာရှိနေပြီဆိုတာကိုဖော်ပြနေတာပါကွမ်တုံကနေဟိုင်နန်ကျွန်းအထိကွမ်ရှိကနေယူနန်အထိမယက်မနာရွာသွန်းတဲ့မိုးတံကိုခံခဲ့ကြရပါတယ်အချို့နေရာတွေမှာတရက်ထင်းနဲ့မိုးရေချိန်280မီလီမီတာအထိတိုင်းတာရရှိခဲ့ပါတယ်ဒီပမာဏဟာလေကွင်းနေတဲ့ကြေးရွာတွေကိုအေယာမရေကန်ကြီးတွေဖြစ်ပြောင်းလဲပြစ်ဖို့လုံလောက်တဲ့အင်အားပါပဲဒီလိုမျိုးသဘာဝရဲ့ဒေါသထွက်မှုဟာ ဒေသခံပြည်သူတွေအတွက်မကြုံစဖူးသောထိတ်လန့်စရာအတွေ့အကြုံဖြစ်စေခဲ့ပါတယ်။တရုတ်နိုင်ငံမှာဒီလိုမျိုးကပ်ဘေးတွေဇက်တိုက်ကြုံတွေ့နေရချိန်မှာဘူအလိုင်းပုံတိုင်းရဲ့နောက်ဆက်တွဲရအလက်ကလည်းဗီယက်နမ်နိုင်ငံအတွက်အလွန်ဆိုးရွားတဲ့အကျိုးဆက်တွေကိုယူဆောင်လာခဲ့ပါတယ်။ငယ်အန်းနဲ့ဟာဒင်ပြည်နယ်တွေကကြေးရွာတစ်ခုလုံးဟာအပြက်စီးပုံကြီးတွေအဖြစ်သာကျန်နေခဲ့ပါတယ်။မုံတိုင်းရဲ့အချိန်ကြောင့်နေရံတွေပြိုကျ၊တစ်ပင်တွေလဲကျ၊ကားတွေဟာတန်ဘုံတွေလိုပိပြားနေပြီးရက်ကွက်တော်တော်များများဟာလုံးဝကိုမီးမောင်ကျသွားခဲ့ပါတယ်။ မုံတိုင်းပြီးလို့ဒေသခံတွေအိမ်ပြင်ထွက်ကြည့်တဲ့အခါမှာတော့သူတို့မြင်တွေ့ခဲ့ရတဲ့မြင်ကွင်းကြောင့်တုံ့လှုပ်ချောက်ချခဲ့ရပါတယ်။အိမ်ခေါင်မိုးတွေအောက်မှာပြပြနေတဲ့ကားတွေလမ်းမတွေပေါ်မှာပြန့်ကျဲနေတဲ့အုတ်ခဲကျိုးတွေနဲ့ရက်ကွက်တစ်ခုလုံးမြစ်တစင်းလိုဖြစ်နေတဲ့မြင်ကွင်းတွေပါပဲ။ကုဝါလိုကန်းကြီးကဟိုတယ်ကြီးအချို့ဆိုရင်လည်းပရင်းပေါက်တွေကွဲကြွေထွက်သွားရုံသာမကတတရထက်ကနယံတွေပြိုကျကာအတွင်းပိုင်းကပျက်စီးနေတဲ့အခန်းတွေကိုတော့အပြင်ကနေမြင်နေရတဲ့အထိဖြစ်ပေါ်ခဲ့ပါတယ်။ဒီမြင်ကွင်းတွေဟာပူဝလိုင်းရဲ့ဖြက်စီးရအပြင်းမှုကိုရှင်းရှင်းလင်းလင်းသက်သေပြနေတာပါပဲ။ ထန်းဟွာပြည်နယ်မှာတော့ခြေခွဲစရာဖြစ်ဆိုးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ခြေရွာပါတီအတွင်းမှုဖြစ်သူငိုရင်ငေါဟွန်းဟာမုံတိုင်းကောက်ဝေးတောင်ဝင်းသွားထန်းဆောင်နေရင်လဲကြလာတဲ့တစ်ပင်ပြီးပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်။သူဟာပြည်သူတွေကိုကူညီဖို့ကြိုးစားရင်းသူရဲကောင်းဆန်တဲ့အသက်ဆုံးမှုတစ်ခုကိုပြုလုပ်ခဲ့တာပါ။အဲဒီနေ့မှာပဲဟိုအန်ဖူရက်ကွက်ကမိသားစုဝင်လေးဦးဟာသူတို့ရဲ့ပြိုကျနေတဲ့အိမ်ထဲမှာပိတ်မိနေခဲ့ပါတယ်။ကံကောင်းထားမှသာနဲ့နိုင်ပေါင်းများစွာကြာအသက်ဆုံးပြီးကဲတဲ့ကဲပြီးနောက်မှာတော့ဒီမိသားစုဝင်လေးဦးဟာ အံ့ဖွယ်နည်းနဲ့အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ဒီလိုမျိုးတဘာဝဘေးအနေကြီးတစ်ခုရဲ့အလယ်မှာအသက်တစ်ချောင်းစီရဲ့တန်ဖိုးကိုပေါ်လွင်စေတဲ့ကြေကွဲစရာတွေစိတ်သက်သာရစရာတွေရောထွေးနေတဲ့ဇလန်းတွေလည်းအများကြီးရှိနေပါတယ်။ဗီယက်နမ်နိုင်ငံရဲ့နောက်ဆုံးထုတ်လွှင့်ချက်ကတော့နင်းပုံးပြည်နယ်မှာပဲဖြစ်ပွားခဲ့ပါတယ်။ဘူဝလိုင်းမုန်တိုင်းတက်ရောက်နေစဉ်အတွင်းမှာပဲအလွန်ပြင်းထန်တဲ့လေဆင်နှာမောင်းတစ်ခုရုတ်တရက်တိုက်ခတ်ခဲ့တာပါ။ဒီလေဆင်နှာမောင်းရဲ့ရလဒ်ကတော့တကယ့်ကိုကြေကွဲစရာပါပဲ။လူ6ဦးသေဆုံးပြီး9ဦးဒဏ်ရာရကာ အင်ဂျင်ထာစင်ပေါင်းများစွာပြိုကျခဲ့တာဒါမှမဟုတ်အမိုးလံပျက်စီးခဲ့ရပါတယ်အထူးသဖြင့်အကြောင်းအဆောက်အဦတစ်ခုဆိုရင်အစိမ့်စိမ့်မှွားမှွားဖြစ်သွားခဲ့ပြီးအတွင်းကစာတင်ကုန်တွေကလထိုင်းတွေဟာအပြင်ဘက်ကိုလွင့်ဆင်ထွက်ကြကုန်ပါလေဒီအကြောင်းမဖွဲရမြင်ကွင်းနေတဲ့သူငိုဆိုင်တံတွေဟာလေပြင်းတိုက်ခတ်တံတွေနဲ့ရောနှော်ပြီးကျေးလက်ဒေသတစ်ခုလုံးကိုကျေကွဲဖွဲရမြင်ကွင်းတစ်ခုအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်ဒီဖြစ်ရပ်တွေကတိုင်ဖုန်မုန်တိုင်းတစ်ခုနဲ့အတူလေစင်နှမောင်းမှာပူးတွဲပါဝင်လာနိုင်တယ်ဆိုတော့တဘာဝရဲ့မတည်ငြိမ်မှုကိုတတိပေးလိုက်တာပါပဲ ဒီလိုတရုတ်နဲ့ဗီယက်နမ်မှာအကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နေချိန်မှာပဲကမ္ဘာပင်လယ်ပြင်မှာတော့နောက်ထပ်ချိန်ချောင်းမှုအသစ်တစ်ခုပေါ်ပေါက်လာပါတယ်။အဲ့ဒါကတော့ Typhoon Rakun ဟာ Pacific မုတ်တရားထဲမှာအားကောင်းနေခဲ့ချိန်မှာပဲမုန်တိုင်းနှလုံးတစ်ပြိုင်တည်းတည်ရှိနေတာဟာမိုးလေဝသပညာရှင်တွေအတွက်စိုးရိမ်စရာဖြစ်တဲ့ Fujiwara အကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေပါတယ်။ဒီအကျိုးသက်ရောက်မှုကြောင့်မုန်တိုင်းတွေရဲ့လမ်းကြောင်းကိုပိုပြီးခန့်မှန်းရခတ်စေပါတယ်။ဒါကြောင့်ဒေတာရင်းနိုင်ငံတွေအတွက်စိုးရိမ်မှုတွေဟာနှစ်ဆတိုးစေခဲ့ပါတယ်။ ရာသီဥတုရဲ့ပုံသဏ္ဍာန်မှန်မှုကအာရှတလွှားကိုစိန်ခေါ်နေတာပါဒါပေမဲ့အားလုံးရဲ့အဓိကအာယုံဆိုင်မှုကတော့ဘူဝလိုင်းမုန်တိုင်းရဲ့နောက်ဆုံးခရီးလမ်းကြောင်းပေါ်မှာပဲရှိနေခဲ့ပါတယ်တရုတ်နဲ့ဗီယက်နမ်မှာအကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နေချိန်မှာပဲနောက်ဆုံးရရှိထားတဲ့မိုးလေဝသခန့်မှန်းချက်တွေအရမုန်တိုင်းဘူဝလိုင်းဟာအားပြော့သွားမယ်အစားသူ့ရဲ့ခရီးလမ်းကြောင်းကိုအနောက်ဘက်သို့ဆက်လက်ရွေ့ရှားနေစေဖြစ်ကြောင်းသိရပါတယ်အခုဆိုရင်ဒေတာကန်ဒေတာမကဒေတာရင်းနိုင်ငံတွေပါစိုးရိမ်တကြီးနဲ့စောင့်ကြည့်နေကြတာကတော့ ဒီမုံတိုင်းဟာသူ့ရဲ့အနောက်ဘက် ခရီးလမ်းကြောင်းကိုဆက်လက်ထိန်းသိမ်းရင်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံဘက်ကိုရောဥတီလာနိုင်မလားဆိုတဲ့အချက်ပါပဲမုံတိုင်းတစ်ခုရဲ့အကျိုးဆက်တွေကိုတွေ့ကြုံပြီးတဲ့နောက်မှာတော့ဒေတာရင်းနိုင်ငံတိုင်းဟာဘူအားလွန်ရဲ့ခြေလှမ်းတွေကိုအထူးသတိထားစောင့်ကြည့်နေရတဲ့အခြေအနေကိုရောက်ရှိနေပါတယ်မြန်မာနိုင်ငံမိုးလေဝသနဲ့ဇလားဗီတာညွှန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ချက်များနဲ့နိုင်ငံတကာမိုးလေဝသခန့်မှန်းရေးစင်တာများရဲ့ကွန်ပျူတာမော်ဒယ်တွေကိုအခြေခံပြီးသုံးသပ်ကြည့်တဲ့အခါမှာတော့တိုင်ဖွန်းမုန်တိုင်းဘူအားလွန်ဟာ ဗီယက်နမ်နဲ့လာအိုနိုင်ငံတွေကိုဖျက်ကျော်ပြီးတဲ့နောက်မှာအားအနည်းငယ်လျော့သွားဝယ်ရှိတယ်လို့ခန့်မှန်းရပါတယ်။ဒါပေမဲ့ဆိုရင်ကြာကဒီမုန်တိုင်းဟာလုံးဝပျောက်ွယ်သွားမှာမဟုတ်ပါဘူး။သူဟာတိုင်ဖုန်းအဆင့်ကနေအပူပိုင်းမုန်တိုင်းသို့မဟုတ်မုန်တိုင်းငယ်အဖြစ်နဲ့မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေစီကိုဝင်ရောက်လာနိုင်တဲ့အလားအလာတွေအလွန်မြင့်မားနေတယ်လို့မိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်။အဓိကဆိုရင်ရမယ့်အချက်ကတော့ပြင်းထန်တဲ့လေတိုက်ခိုက်မှုထက်အလွန်အသေးထန်သောမိုးရွာသွန်းမှုပဲဖြစ်ပါတယ်။မုန်တိုင်းကျွန်းကျန်ဟာကြီးမားတဲ့ရေငွေ့တိမ်တိုက်လုံးရင်းကိုတဲဆောင်လာမှာဖြစ်တဲ့အတွက် အော်တိုဘာလာဆန်းပိုင်းမှာမြန်မာနိုင်ငံရဲ့အရှေ့ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာမိုးရေချိန်အလွန်မြင့်တက်နိုင်ပါတယ်။ဒါကြောင့်ရေကြီးရေလျှံမှုမြေပြုံမှုအန္တရာယ်ကိုအထူးသတိပြုကြဖို့လိုအပ်ပါတယ်။ VNN နဲ့လာအိုကိုဖျက်ကျော်ပြီးနောက်အာရော့သွားတဲ့ဘူအလွိုင်းမုန်တိုင်းအကျဉ်းကြံတွေဝင်ရောက်လာတဲ့အခါမှာကျွန်တော်ဖော်ပြသွားမယ့်ဒေသတွေကအလွန်အရေးကြီးတဲ့သတိပြုရမယ့်ဒေသတွေပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဒီဒေသဟာမုန်တိုင်းအကျဉ်းကြံရဲ့ဓာတ်ရိုက်တက်ရောက်မှုကိုပထမဆုံးခံရနိုင်ရရှိတဲ့ဒေသဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့ရှမ်းပြည်နယ်ဟာတောင်တန်းဒေသတွေဖြစ်တဲ့အတွက်ကြောင့်မိုးသည်ထန်စွာရွာသွန်းမှုကြောင့်မြေပြိုမှုအန္တရာယ်ဟာအလွန်မြင့်မာပါတယ်။မိုးရေတွေဇက်တိုက်ကျလာတဲ့အခါမြေသားတွေရေဝလာပြီးတောင်ကပားတွေဟာအချိန်မရွေးပြိုကျလာနိုင်တဲ့အခြေအနေကိုရောက်ရှိနိုင်ပါတယ်။ဒါကြောင့်တောင်ဆောင်တွေအနီးမှာနေထိုင်ကြတဲ့ပြည်သူများအနေနဲ့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားပြီးဘေးကင်းတဲ့နေရာတွေကိုရွှေ့ပြောင်းဖို့အတွက်အသင့်ပြင်ဆင်ထားတင်ပါတယ်။ကယားပြည်နယ်ကယားပြည်နယ်ဟာလည်းရှမ်းပြည်နယ်နီးတူတောင်ကုန်းတောင်တန်းပေါ်များတဲ့ပြည်နယ်တစ်ခုဖြစ်တဲ့အတွက်ကြောင့် တဘာဝဘေးရန်ရဲ့နှစ်မျိုးကိုအထူးသတိပြုရမှာပါပထမတစ်ခုကတော့မြေပြိုမှုအန္တရာယ်ဖြစ်ပြီးဒုတိယတစ်ခုကတော့ရုတ်တရက်ရေကြီးမှုအန္တရာယ်ပဲဖြစ်ပါတယ်တောင်ကြီးတွေဟာမြေချောင်းအင်းရိုင်တွေကိုအလင်းမြန်စီးဝင်လာတဲ့အခါရေရှမ်းမှုအလားအလာတွေအလွန်များနေတဲ့အတွက်မြေကမ်းမှာနေထိုင်သူများအနေနဲ့ရေတက်လာမလားဆိုတာကိုအနီးကပ်စောင့်ကြည့်လေ့လာဖို့လိုအပ်ပါတယ်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးအရှိပိုင်းမုံတိုင်းကျွန်းကဟာအနောက်ဘက်ကိုဆက်လက်ရွေ့ရှားလာပါက ဒီဒေတာကြီး၃ခုရဲ့အရှေ့ပိုင်းဒေတာတွေမှာပါမိုးသက်ထန်စွာရွာသွန်းပြီးမြေကြီးကြီးမှုအန္တရာယ်တွေရှိလာနိုင်ပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့အေယာဝတီမြစ်နယ်ချင်းတွင်းမြစ်ရဲ့မြစ်လက်တက်တွေမှာရေတက်လာနိုင်တဲ့အတွက်ရေတောင်းသွားလာရေးလုပ်ငန်းတွေနဲ့မြစ်ကမ်းနားကကြီးရွာတွေဟာအထူးသတိထားသင့်ပါတယ်။အဓိကမြေကြီးကြီးမှုမဖြစ်အောင်တောင်ပေါ်ဒေတာကစီးတင်လာတဲ့ရေတွေကိုစီမံခန့်ခွဲဖို့လည်းလိုအပ်ပါတယ်။အားလုံးအနေနဲ့မိုးလေဝသနဲ့ဇလားဗေဒါညွှန်ကြားမှုဦးစီးဌာနရဲ့နောက်ဆက်တွဲသတိပေးချက်များကိုအနီးကပ်စောင့်ကြည့်ပြီး ဒီလိုမုံတိုင်းအကျဉ်းချံတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့တဘာဝဘေးအန္တရာယ်ကာဝယ်ရေးအတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြဖို့အလွန်အရေးကြီးပါတယ်ခင်ဗျာလူတအူးချင်းစီရဲ့သတိထားပြင်ဆင်မှုဟာအသက်ပေါင်းများစွာကိုကယ်တင်နိုင်မှာပါအေယာဝတီချင်းတွင်စစ်တောင်းနဲ့တန်လွင်မြဝန်းဒေတာများအတွက်ကတော့စိုးရင်ရေမှတ်အထက်ကိုရေးကြော်လွန်နိုင်တဲ့အန္တရာယ်ကိုအထူးသတိပြုရမှာပါဘာလို့လဲဆိုတော့တောင်ပေါ်ဒေတာတွေကနေတဲထန်သွားရွာသွန်းတဲ့ရေတွေဟာမြေကျောင်းတွေတိုင်းအချိန်နဲ့စီးဆင်းလာမှာမို့လို့ပါပဲဒီလိုပဲရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာလည်းအန္တရာယ်ရှိနေပါတယ် မုံတိုင်းကျွန်းချန်ဟာဘင်္ဂလားပင်လယ်အော်ရဲကိုပြန်ထွက်ပြီးအားကောင်းလာခဲ့ရင်အနောက်ဘက်ကန်ယူရန်ဒေသတွေမှာပါမိုးကြီးနိုင်ပါတယ်။ဒါဆိုရင်မြေပြုံမှုအဖြစ်များတဲ့ချင်းပြည်နယ်အတွက်အထူးစိုးရိမ်ရပါတယ်။ဒီအခြေအနေတွေကြောင့်အစိုးရအနေနဲ့အရေးပေါ်သတိပေးချက်တွေထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။အထူးသဖြင့်မြေကမ်းဘေးနဲ့တောင်ဆောင်တွေမှာနေထိုင်တဲ့ပြည်သူတွေကိုဘေးလွတ်ရာကိုအမြန်ဆုံးပြောင်းရွှေ့ဖို့တိုက်တွန်းထားသလိုကယ်ဆယ်ရေးအဖွဲ့တွေနဲ့စားနပ်ရိက္ခာတွေကိုလည်းအသင့်ပြင်ဆင်ထားဖို့ညွှန်ကြားထားပါတယ်။ဒါကြောင့်ပြည်သူလူထုအနေနဲ့လည်းမိုးလေဝသသတင်းတွေကိုအဆက်မပြတ်နားထောင်ပြီး တတ်ဆိုင်ရာရဲ့ညွှန်ကြားချက်တွေကိုတိတိကျကျလိုက်နာဖို့အရေးကြီးပါတယ်ခင်ဗျာစက်တင်ဘာလ29ရက်မနက်ပိုင်းအထိတရားဝင်ရရှိထားတဲ့ပျက်စီးဆုံးရှုံးမှုစီးရင်တွေဟာအစပြုံရုံသာရှိသေးတယ်ဆိုပေမဲ့လည်းမြင့်ဝင်းတွေကတော့ရင်နှင်းကြပါပဲအိမ်ထောင်ပေါင်းများစွာအမိုးလံအစာဦးရာပေါင်းများစွာပြိုကျစိုက်ဧကပေါင်းတောင်းတဲ့ချီပြီးရေအောက်ရောက်ရှိခဲ့ပါတယ်ဒါအပြင်ငါးဖန်လီရာပေါင်းများစွာဟာလည်းပင်လယ်ထဲမှာပျောက်ဆုံးခဲ့ပါတယ်ဒီလိုကိန်းကနန်းကြီးတွေဟာရုပ်ဝတ္ထုပစ္စည်းပျက်စီးမှုကိုဖော်ပြပေမဲ့ ဒီနောက်ကမှာတော့လူသားချင်းဆိုင်ရာခြေကွဲမှုတွေအများကြီးရှိနေပါတယ်။ Quantry မှာဆိုရင်တငါသေး18ဦးနဲ့လှင်းနှစင်းဟာညာရင်းချင်းအဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးသူတို့ရဲ့မိသားစုတွေဟာမျောလင်းချက်မဲ့စွာနဲ့အသက်ရှင်တန်ဖို့စောင့်ဆိုင်နေကြရပါတယ်။ဒီလိုပဲဂျာလိုင်းမှာလည်းအလौဒမား၈ဦးလိုက်ပါသွားတဲ့လှင်းနှစင်းဟာပြင်းထန်တဲ့ရေသီးကြောင်းထဲမှာပျောက်ကွယ်သွားခဲ့တဲ့အတွက်မိသားစုတွေဟာပူဆွေးတော့ကရင်းနဲ့ရင်ဆိုင်နေရပါတယ်။ဒီနေရာမှာကျွန်တော်တို့သတိထားရမှာကတော့အခုပြောပြနေတဲ့ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းတွေအရေးအတွက်တွေဟာ အဖြစ်အပျက်တွေပြီးမှကောက်ယူရရှိခဲ့တဲ့စစ်တမ်းစီရင်ခံစာတွေမဟုတ်ပဲအချိန်ကြာလာတာနဲ့မျှပူပူပြီးတိုးလာနိုင်တယ်ဆိုတာကိုသိထားရပါမယ်။တရုတ်နဲ့ VN နှစ်နိုင်ငံစလုံးရဲ့လူမှုကွန်ရက်တွေအပေါ်မှာတော့မုံတိုင်းရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေပုံရိပ်တွေမရေမတွက်နိုင်အောင်ပြန့်နှံ့နေပါတယ်။ကျွန်တော်တို့မြင်တွေ့နေရတဲ့ပုံတွေမှာမြစ်တွေဖြစ်နေတဲ့လမ်းမတွေအယုတ်ကလေးတွေလိုရေထဲမျောနေတဲ့ကားတွေအသက်လူပြီးကယ်ဆယ်ရေးသမားတွေရဲ့ပခုံးပေါ်ကကလေးတွေနဲ့ ဂျာယီခိုလုံရေးစခန်းတွေမှာအေးဆက်တုံရင်နေတဲ့တက်ကြီးရွယ်ဦးရဲ့စိတ်မချမ်းမြေစရာပုံရိပ်တွေကိုတွေ့မြင်နေရပါတယ်။ဒီပုံရိပ်တွေဟာတဘာဝဘေးရန်ရဲ့ဟာဘလောက်တောင်ရက်ဆက်ကြမ်းကြုတ်တယ်လဲဆိုတာကိုအတိအလင်းသက်သေပြနေတာပဲဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့တိုင်ဖုန်းမွန်တိုင်းဘူအလွိုင်းဟာ2025ခုနှစ်ဆောင်းဦးရာသီရဲ့အထိတ်လန့်ဆုံးမုန်တိုင်းတစ်ခုဖြစ်တမိုင်းမှာအမှတ်ရနေတော့မှာပါ။သူဟာရိုးရိုးရှင်းရှင်းအိမ်ခေါင်မိုးတွေကိုဆွဲလှန်ဓာတ်တိုင်တွေကိုဖြိုချကြေးရွာတွေကိုမြေမြုပ်ပစ်ခဲ့ရုံသာမကား တန်းပေါင်းများစွာသောလူတွေရဲ့နှလုံးသားထဲမှာတဘာဝဘေးအန္တရာယ်ဟာပိုပြီးခံမှန်းရခက်လာနေပြီဆိုတော့ကြောက်မက်ဖွယ်အမှန်တရားကိုနက်နက်ဆိုင်ဆိုင်စိုက်ဝင်စေခဲ့ပါတယ်။မုံတိုင်းကရုပ်ပိုင်းဆိုင်ရာမြင်းမြန်ဆန်းဆန်းဖြတ်ကျော်သွားနိုင်ပေမဲ့သူ့ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကတော့နှစ်ပေါင်းများစွာဆက်လက်တည်ရှိနေဦးမှာပါ။တရုတ်နဲ့ဗီယက်နမ်ဟာဒီမုံတိုင်းရဲ့ရိပ်အောက်မှာရုန်းကန်နေရဆဲဖြစ်သလိုကျွန်တော်တို့မြန်မာနိုင်ငံကပြည်သူတွေအနေနဲ့လည်းလာမယ့်ရက်အနိုင်ငယ်အတွင်းဖြစ်ပေါ်လာနိုင်တဲ့မိုးအန္တရာယ်၊ရေဘေးအန္တရာယ်နဲ့မြေပြုံမှုအန္တရာယ်တွေကိုအထူးသတိပြုပြီး ကြိုတင်ကာကွယ်ပြင်ဆင်ထားကြဖို့ထပ်မံတိုက်တွန်းလိုပါရခင်ဗျာဒါမှသာအဖိုးမဖြတ်နိုင်တဲ့အသက်အိုးအိမ်စီးတိမ်တွေကိုအချိန်မီကာကွယ်နိုင်မှာပါဒီနေ့အတွက်အစည်းအဝေးကိုဒီမှာပဲဆုံးသတ်လိုက်ပါတယ်အားလုံးပဲဘေးကင်းကြပါစေခင်ဗျာ